ိုကန်ဒေတာမှာကြားဖြန့်စင်တာတွေထူထောင်ခဲ့တဲ့မိသားစုရာဇဝတ်ဂိုင်းဝင်16ဦးကိုတရုတ်တရားရုံးကစက်တင်ဘာ29ရက်မှာတည်တံ့ချခဲ့ပါတယ်။အေယုံနိုင်ငံဟာကြားဖြန့်စင်တာတွေကိုဖြိုခွင်းဖို့ပြီးကြတဲ့လတွေတွင်အာဆီယံနိုင်ငံတွေနဲ့ပူးပေါင်းဆောင်ရွက်မှုအရှိန်မြင့်ခဲ့ပြီးထောင်နဲ့ချီတဲ့ကြားဖြန့်လုပ်သားတွေကိုတရုတ်ကိုနေရပြန်ပို့ခဲ့ပါတယ်။အဆိုပါမိသားစုရာဇဝတ်ဂိုင်းဟာ2015ခုနှစ်ကစပြီးကြားဖြန့်လုပ်ငန်း ၊မွေးရစဲမောင်ကိုကူးမှု၊ပြည်တစားလုပ်ငန်းတွေလုပ်ကိုင်တာ၊ကာစီနိုတွေထူထောင်ပြီးရာဇဝဲမှုတွေကျူးလွန်ခဲ့တယ်လို့ဝမ်ကျိုးတရားရုံးကပြောပါရယ်။အဆိုပါဂိုင်းဟာကိုကန့်ဒေတာမှာကြားဖြန့်စင်တာတွေထူထောင်ဖို့လက်နက်ကိုင်ဖွဲ့ကို အားထားခဲ့တယ်လို့တရားရုံးကလူမှုကွန်ရက်မှာတင်ခဲ့တဲ့ထုတ်ပြန်ချက်မှာပြောပါရယ်။အဆိုပါရာဇဝဲဂိုင်းဟာကြားဖြန့်လုပ်ငန်းကထွက်ပြေးဖို့စူးစမ်းသူဒါမှမဟုတ်စီမံခန့်ခွဲမှုမလိုက်နာသူ၁၄ဦးကိုတပ်ဖြတ်ခဲ့တယ်လို့ တရားရုံးကဆိုပါတယ်ကြားပြန့်လုပ်ငန်းတွေဟာလက်နက်ကင်ကာကွယ်ပေးတဲ့ငွေကြေးထောက်ခံသူတွေများစွာကိုဆွဲဆောင်ခဲ့ပြီးဒေါ်လာ1.81ဘီလီယံနဲ့ညီမျှတဲ့ယွမ်10ဘီလီယံပောင်ဝင်ခဲ့တယ်လို့တရားရုံးရဲ့ထုတ်ပြန်ချက်ကဖော်ပြပါတယ်ဒေသံချမှတ်ခံရသူတွေကိုနှစ်နှစ်ဆိုင်းငံ့ပြစ်ဒဏ်ချမှတ်ခဲ့တာဖြစ်ပြီး23ကိုထောင်နဲ့9နှစ်ကနေ23နှစ်ထိချမှတ်ခဲ့တာပါတရုတ်ရဲ့အရှိတောင်အာရှကြားဖြန့်ကိုင်းတွေဟာ စိုက်ဘာစင်တာတွေကတဆင့် နှစ်စဉ်ဒေါ်လာဘီလီယံချီလိမ့်နေနေကြတယ်လို့ကုလသမဂ္ဂကဧပြီလအတွင်းသတိပေးခဲ့ပါတယ်။2025ခုနှစ်ဧပြီလအတွင်းကမ္ဘာနိုင်ငံ20ကျော်ကလူပေါင်း8000ဝန်းကျင်ကိုမြန်မာနိုင်ငံရှိကြားဖြတ်လုပ်ငန်းတွေကကယ်ထုတ်ကောင်းနေရပြန်ပို့ခဲ့ပါတယ်။ဘုံတဘောတူညီချက်9ရက်ပေါ်အများယုံကြည်လက်ခံနိုင်စွာပြန်လည်ရရှိဖို့အာဆီယံဖွဲ့ကကြိုးပမ်းနေပြီး မြန်မာနိုင်ငံမှာလုံခြုံရေးနဲ့တည်ငြိမ်မှုရရှိဖို့ဆောင်ရွက်နေတယ်လို့မလေးရှားနိုင်ငံသားဝန်ကြီးမိုဟာမက်ဟဆန်ကပြောပါရယ်သဘောတူညီထားတဲ့အပြစ်ခတ်ရစဲရေးတွေဒေတာအကျိုးမှာကျိုးပြတ်ခဲ့ပြီးအကြမ်းဖက်မှုတွေကအရက်သားတွေကိုအနေအဖြစ်စေတာကို အာဆီယံဖွဲ့ကအလွန်မင်းစိတ်ပြက်မိတယ်လို့၎င်းကဆိုပါရယ်မြန်မာဟာဒေတာတခုတံဖြစ်ပြီးအထူးချန်တိုင်းပြည်တခုမဟုတ်တာကိုအာနာရယူထားသူတွေကသိရမဲ့တာဝန်ရှိတယ်လို့သူကဆက်ပြောပါရယ် မြမာရေဥဆောင်တဲ့ပြိပခဖြေရှာဖို့ကောင်းမွန်တဲ့ယုံကြည်မှုရရှိရေးအတူလက်တွဲဆောင်ရွက်ပါကတောက်ပပြီးဘေးအနီးကင်းတဲ့အနာဂတ်တည့်ရရှိတယ်လို့မိုအာမက်ဟဆန်ကပြောပါရယ်စနေနေ့ကနယူးယောက်မြို့ရှိကုလသမဂ္ဂဌာနချုပ်မှာကျင်းပတဲ့အကြိမ်80မြောက်အထွေထွေညီလာခံမှာမလေးရှားနိုင်ငံရဲ့ထုတ်ပြန်ချက်ကိုဖတ်ကြားစဉ်သူကအခုလိုမှတ်ချက်ပြုခဲ့တာပါငြိမ်းချမ်းရေးနဲ့လုံခြုံရေးတိုးမြင့်တာစီးပွားရေးကြမ်းကြမ်းခံမှုမြင့်တင်တာနဲ့ တာရှိခန်ဟီမန်ချက်တွေရှေ့ဆက်လှုပ်ဆောင်လာမှာအာဆီယံဟာဒေသဆိုင်ရာဖွဲ့စည်းတွေနဲ့အရေးပါတဲ့အခမ်းအနားကနေကနေဆက်လက်ပါဝင်မယ်လို့၎င်းကဆိုပါတယ်။စိန်ခေါ်မှုတွေဆက်ရှိနေတာကိုမိုဟာမက်ဟက်ဆန်ကဝန်ခံခဲ့ပေမဲ့အာဆီယံဖွဲ့ဟာသက်ဆိုင်ရာတိုင်းပြည်တွေကိုကတိကဝတ်တွေလေးစားသမှုရှိကြဖို့တိုက်တွန်းမယ်လို့ပြောပါတယ်။